မင်္ဂလာပါရှင်မေလာသုံးရက်တနင်္ဂနွေနေ့ရွှေရံကုန်းရဲ့ရန်ကုန်တခွင်တဲ့တင်ဆောင်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်တင်ကတော့တကုံမြေသိစေကံမြို့နယ်တွင်89နေမြောင်မြန်မာနိုင်ငံမိသားတပ်ဖွဲ့နေကိုကျေစွကုန်ပြသောအဖြစ်စုပေါင်းတန်ရှင်ဆောင်ရွက်တဲ့တင်ဖြစ်ပါတယ်။ 89နှစ်မြောက်မြန်မာနိုင်ငံမိသားတပ်ဖွဲ့နေကိုကျိုးဆုကုန်ပြုသောအားဖြင့်ရှောင်းတိုင်းနေသားကြီးတကုံမျိုးသေးစေကန်းမျိုးနှင့်အမတ်ကိုစနစ်ရက်ကွက်ရှိစွတောင်းပြည်ကြံတိုင်းအောင်စီရီတော်ကြီးတွင်မေလ3ရက်နေ့နေ့ရှင်းရီကမြို့နယ်မိသားစခန်းမှဒုမိသားဦးစီမှုဦးစော်မင်းဆန်ဦးစီကတန်တေးနှင့်အရန်မိသားတပ်ဖွဲ့များမြို့နယ်ကျချင်းဤတပ်ဖွဲ့များနှင့်ဖီယာကိုပကာဖွဲ့များကစီရီတော်ကြီးရဲ့အထက်ပစ္စည်းရတွင်အမိုက်များရှင်လင်းခြင်းရေသက်ပေခြင်းရှင်ပြည်တော်ရေးစေခြင်းများကိုစုပေါင်းဆောင်ရွက် ကြရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်နဲ့အဖွဲ့ဝင်များကရောက်ရှိအားပေးကြကြောင်းသိရပါဗျ။ဒီသတင်းကိုတော့ဖြိုးဆန္ဒကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့အလုံးမျိုးနယ်ရင်းမိဘအန်နီရဲ့ဇူတင်ကာကွယ်ရေးတရုတ်ပြားတဲ့တင်ဖြစ်ပါတယ်။အလုံးမျိုးနယ်ပြန်ဆိုင်နေပြည်သူဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဘဟုဌာန Community Center ခံမာရင်းမိဘအန်နီရဲ့ဇူတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနဲ့တရုတ်ပြားချင်းကိုမေလာနေ့ရက်မိုးလဲနှစ်နာရီကပြုလုပ်ကြောင်းသိရပါတယ်။အခုလိုဆောင်ရရရင် မြို့နယ်ဒုတိယမိသဦးစီးမှုဦးထက်မျိုးလှိုင်ကမိဘအန်နီရဲ့ဆိုင်ရာအသိပညာပေးဟောပြောပြီးမိသက်စေဖို့အသုံးပြုပုံနဲ့မိနှိမ်သက်မှုများအားလက်တွေ့ ုတ်ပြသကြောင်းသိရပါတယ်။တရုတ်ပြရာသို့မြို့နယ်စီမံဥဆိုရေးအဖွဲ့အဖွဲ့ဝင်နှင့်ဦးအောင်စိုးဌာနဆိုင်ရာများဗုဒ္ဓလအဖွဲ့ဝင်များတင်နန်းသားတင်နန်းသူများနှင့်မိဘများတရုတ်ကြကြောင်းသိရပါတယ်ရှင်။ဒီတဲ့င်းကိုတော့ရောအေရာကပေးပို့ထားပဲဖြစ်ပါတယ်။ ထမန်နေဆက်မဲ့တင်ကတော့ပစွန်တာမြို့နယ်ရှိအခြေခံပညာမူလာရန်ကျောင်းများတွင်စုပေါင်းတန်ရှင်ဆောင်ရတဲ့တင်ဖြစ်ပါတယ်။မေလာသုံးရက်နေ့ခုနှစ်နာရီကပစွန်တာမြို့နယ်အတွင်းရှိအမှတ်3အမှတ်5အမှတ်9နဲ့အမှတ်9အခြေခံပညာမူလာရန်ကျောင်းများတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစော်မိုးအောင်ဦးဆောင်တဲ့ဌာနဆိုင်ရာဝန်ထမ်းများမြို့နယ်စီပင်တရားအုပ်ချုပ်ရေးမှူးဦးကြည်ဖေးလင်းဦးဆောင်တဲ့ဝန်ထမ်းများစုပေါင်းပြီးတန်ရှင်ဆောင်ရွက်ကြကြောင်းသိရပါတယ်။ အဆိုပါကျောင်းဖွင့်ချိန်အကျိုးကျောင်းတွင်ကျောင်းပြင်စုပေါင်းတန်ရှင်ဆောင်ရသောဘုဒ္ဓထောင်ခရိုင်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လင်းလက်ရောက်ကြည့်ရှုကလိုအပ်သည့်များဖြည့်ဆည်းဆောင်ရပေးကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့ထားပဲဖြစ်ပါတယ်နောက်ဆုံးနေ့ဆက်မဲ့တဲ့ရင်ကတော့တကုံမျိုးသေးတောင်ပိုင်းမြို့နယ်ရင်းတွေ့ရသည့်အခြေခံအကစားအတင်းတိုင်းများဖွင့်လှစ်တဲ့တဲ့ရင်ဖြစ်ပါတယ်။အကစားနှင့်ကာယပညာဦးစီးဌာနတကုံမျိုးသေးတောင်ပိုင်းမြို့နယ်နှင့်မြို့နယ်အမျိုးသမီးရှေ့ရအုပ်ဖွဲ့တို့ပူးပေါင်းဖွင့်လှစ်တဲ့ နွေရာသီအခြေခံအကစားတိုက်ခွန်းတို့ကရာတီတို့တင်နန်းများဖွင့်ပွဲကိုမေလာသွင်းရင်တနက်9နိုင်ကမြို့နယ်အကစားကွင်းမိုးလုံးလီလုံးအကစားခံမရင်းပြုလုပ်ကြောင်းသိရပါတယ်။တင်နန်းဖွင့်ပွဲတွင်မြို့နယ်စီမံဥပဒေအဖွဲ့ဥပဒေမြို့နယ်ဥပဒေရေးမှူးဦးစန်းလွင်ကအဖွဲ့မှစကားပြောကြားပြီးဤပြဆရာများအာခုံပြုချီးမြှင့်ဝေများပေးရပါတယ်။အဆိုပါတင်နန်းကိုတင်နန်းကာလာတလအကြာဖွင့်လေတင်ချာမှဖြစ်ပြီးတိုက်ခွန်းတို့တင်နန်းသား50ဦးကရာတီတို့တင်နန်းသား30ဦးတရုတ်တင်ချာကြကြောင်းသိရပါရှင်ဒီသတင်းကိုတော့ နေမျိုးအောင်လာပြီးပို့ထားပဲဖြစ်ပါရဲ့ရှင်